မင်္ဂလာပါရှင် SSMI Channel မှာကြိုဆိုပါရစေဒီနေ့ကကျမကကြက်ဦးကိုငမ်းမြိုင်ကြော်ကြက်လေးလှူစားခဲ့ပါတယ်ကြက်ဦးငမ်းမြိုင်ကြော်ကြက်လှူရတဲ့ပထမဆုံးကိုရဲအုပ်စီထက်တဲ့ကြက်ဦးလေးတွေကိုတစ်လုံးချင်းတစ်လုံးချင်းကြော်ပါတယ်ကျမကကြက်ဦးကိုလေအောက်ပိုင်းကကျွရွာနေတာကိုကြိုက်တယ်ရှင်အပေါ်ကမကြက်ဘူးဒါပေမဲ့အောက်ပိုင်းကအခုလိုမျိုးရင်းရဲလေးချွတ်ချွတ်ကလေးဖြစ်နေအောင်တပေါ်ကြတယ် စက်တော်အဖြူအနီရင်းမပါပါဘူးဒါကိုလည်းထောင်းသားလိုပဲဖြစ်သေးတာမဟုတ်ကျမတို့ပဲကျိုးစက်လေးနဲ့ပဲဖြစ်ဖြစ်စိတ်ထားထောင်းသားရပါတယ်အဆင်ပြေတယ်လို့ပါကျုပ်ကတော့လေ6လုံးဆိုတော့အဆက်မပြတ်ကြော်နေရတာပေါ့ရှင် DC ကို ကျမပြန်သုံးပါမယ်ဒါလေးကတော့ကြော်ထားတဲ့ကျုပ်လေးတွေပါပထမစိတ်ထားတဲ့စက်တော်အဖြူနဲ့အနီပါဒါကိုကျမစီတက်မယ်စီတက်တဲ့သဘောတရားအရာ ုကိုကျမစနွင်းလေးအနေနဲ့ထည့်ပြီးတော့စီတက်ပါတယ်ကျက်တုံလေးဒီအရောင်ပြောင်းလာပြီရဲလာပြီဆိုရင်တော့အရောင်တင်မုံထည့်တယ်ငယ်ဦးနဲ့ထည့်လို့ရတယ်အရောင်တင်မုံထည့်လို့ရတယ်ကိုအစင်ပြေတာကိုထည့်ပြီးတော့စီတက်နိုင်ပါတယ်ဒါမှမဟုတ်ဘယ်နဲ့ကျက်တုံအဖြူနီထောင်းရင်းနဲ့လည်းငယ်ဦးဒီကိုတပါးနဲ့ထည့်ပြီးတော့လည်းထောင်းနိုင်ပါတယ်ဒါကတော့ကိုအစင်ပြေရာကိုအသုံးပြုနိုင်ပါတယ် ဇက်ဥငန်းမြာကြီးကြော်ဇက်ဖြစ်တဲ့တဲ့တောင်မငန်းမြာကြီးအဓိကပါနော်ကျွန်မငန်းမြာကြီးကိုထမင်းစားစုံနဲ့၃စုံနဲ့၄စုံကြောက်ကျွန်မအားရပါရစီတက်သေးကိုထည့်ပြီးတော့စီတက်ခဲ့ပါတယ်ငန်းမြာကြီးကိုသူ့တွေကိုထည့်ပြီးွားရဆိုရင်မကြီးကြီးခက်ကျဲကျဲဖြော်ထားတာကိုအပေါ်ကနေလိုက်ပြီးတော့ထည့်ပြီးတော့စီတက်ခဲ့ပါရှင်ရှင်အနေငယ်ပို့လို့ခြင်းတာကြောင့်ရှင်နည်းနည်းလေးကျွန်မထည့်ခဲ့ပါတယ်မိမိကလိုချင်တဲ့ဂျီအမောင်းထည့်နိုင်ပါတယ် သဘောတရားကတော့ငမ်းမြိုင်ချက်အတွက်ကိုငမ်းမြိုင်နှစ်ကိုကျမလုံလိုက်တဲ့သဘောတရားပါရှင်။ပြီးတော့ရင်အကြမ်းဘက် ကျမကတော့အကြမ်းဘက်ကိုနည်းနည်းလေးပုံပြီးတော့မောက်အောင်ကြိတ်ထားတဲ့အတွက်ကြောင့်လို့အကြမ်းဘက်ကတော့ကျမအဆက်ကလက်စားခြင်းနဲ့အတွက်ထမင်းစားစွန်းနဲ့နှစ်စုံမမတူတဲ့ကိုထည့်ခဲ့ပါတယ်။အကြမ်းမဲ့တဲ့မိစွာနဲ့ကျမတို့ရဲ့အရှာသာထဲချက်သားမုတ်ချိုမုတ်ဝတ်သားမုတ် တကြားကိုအစင်ပြေတော်ချိန်စပြီးတော့ထင်နိုင်ပါတယ်မိမိကစားကြရင်လည်းစားအနေငယ်ထင်နိုင်ပါတယ်ငမရေကတော့ပို့ပြီးတော့များရတာပေါ့နော်ဘာလို့လဲဆိုတော့ကြက်ဥကြော်ကြက်ကိုငမရေချက်ချက်ထားတဲ့အတွက်ကြောင့်ငမရေပို့ပြီးများရတယ်ကြော်ထားတဲ့ကြက်ဥလေးတွေကိုတန်းစီထည့်လိုက်ပါရှင်စားကျင်စရာလေးနော် အထက်အောက်လှမ်းပေးပါတယ်ကျမဆက်နေနေလေးငမ်းများရင်ချက်အနှံ့ကလေးမွှေးပြီးတော့နှာခေါင်းထဲကိုတက်လာတာရှင့်သူကလည်းငမ်းများရင်ဒီငမ်းများရင်ချက်ဖြစ်တဲ့အပြင်ကိုကျမမကြီးလေးလေးထည့်ထားတော့ငမ်းများရင်ပုံစံရွေးမဟုတ်ပဲနဲ့မကြီးအချင်းအရသာလေးကနည်းနည်းလေးရှိတယ်ငမ်းများရင်ငန်လေးကလည်းရှိတယ်အဲ့လိုမျိုးလေးကျမချက်ထားခြင်းဖြစ်ပါတယ်အပေါ်ကနေပြီးတော့စားလေးကိုလေးပါယုံလေးလိုက်ဖြူခဲ့တယ်ပြီးတော့အထက်အောက်တစ်ဖန်လှမ်းမိခဲ့ပါတယ် ပြီးတော့တစ်ဖက်ပြန်လှန်ပြီးသွားတယ်ဆိုရင်ကျွန်မသူ့ကိုမီးပိတ်လိုက်တယ်အပေါ်နေပြီးတော့ကျသမိတ်လေးကိုစားကျင်သလားလိုက်ပြီးတော့ဖြူလိုက်တယ်မိမိကငူသီးစိမ့်ကြိုက်တယ်ဆိုတော့ငူသီးစိမ့်ထင်နိုင်တယ်ဒါကတော့စိတ်ကြိုက်ပါဒီနေသားဆိုရင်တော့ကျက်ဥဖောက်ငမြိုင်ချက်လေးကဆင်ပြီးဖြစ်ပါပြီနော်ကျောက်ကျောက်ကျန်ငမြိုင်ချက်လည်းပြောလို့ရတယ်ကျောက်ဖောက်ပြီးတော့ချက်တဲ့ငမြိုင်ချက်လည်းပြောလို့ရပါတယ်ရှင်ကျောက် ထောက်ပြီးတော့ငညာကြီးချက်ထားတယ်။နောက်ပြီးတော့အသီးရက်အောင်ဆုံးပြောနဲ့ဆွဲပြီးဆက်ရပါဦး။ဟွန်း။ဟွန်း။ကိုယ်ကလာအောင်ဟာ။ tu bom. Muy bien, muy

Thank you.